်မင်္ဂလာပါဒီနေ့အစီအစဉ်လေးကတော့ကျွန်တော်တို့ဒီကိုတယောက်ပေါ့နော်လေဘူးအသင်းနဲ့ပတ်သက်တဲ့အခင်ကြီးကအမှတ်တရကြီးအကြောင်းအဲပြီးတော့ပွဲဆိုသုံးသပ်ချက်လေးတွေပေါ့နော်လက်ရှိလေဘူးအသင်းမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုအဲဆွေးနွေးတင်ဆက်ပေးကြမယ်တတော်လေးဖြစ်ပါတယ်အခုမင်္ဂလာပါမင်္ဂလာပါပြန်အာကျွန်တော်ကတော့ကျွန်တော်ကိုကျွန်တော်မိတ်ဆက်ရရင်ကျွန်တော်ကတော့ Champion Studio က Voice Center Champ ဖြစ်ပါတယ်ဟုတ်မင်္ဂလာပါကျွန်တော်ကတော့ Liverpool H Tornado Channel ကဒီဆောင်းပါရှင် Tornado ဖြစ်ပါတယ်ပြန်ဟုတ်ကဲ့ပါမင်္ဂလာပါတို့တွေ့ရကြပါဟုတ် အခုဆောင်းသွားရထားရဲကျွန်တော်တော်လေဘူးတင်းနဲ့ပတ်သက်ပြီးတော့ဒီတချို့သုံးသက်ချက်တွေဆိုကျွန်တော်တော်လေးကြိုက်ကြိုက်အစိတ်ကားတာလေးကျေးဇူးပါဟုတ်ဟုတ်ဟုတ်ပြီးတော့ကျွန်တော်ကလည်းလေဘူးနဲ့ပတ်သက်ပြီးတော့ voice over လေးတွေပဲကျွန်တော် true ရဲ့ဘက်ကိုသွားတာဗျာအခုတွေ့ရတွေ့ရအဲ့တော့လေဘူးပရင်သက်တယောက်နေတယ်အဲ့လိုကျွန်တော် true လို့ရှိရင်ဘလို့မြင်လဲပေါ့နော်ကျွန်တော်အဲ့ဒါလေးမေးနေတယ်လေဘူးပရင်သက်တွေနဲ့တွေ့တိုင်းဟိုတချို့ကြတယ်ကျွန်တော်လာပြောကြတယ်လေဘူးသေးကိုမထိုးပါနဲ့ဗျာခင်ဗျားကဖြစ်နေကြဖြစ်နေဆိုတော့အဲ့ဒါဘလို့မြင်တယ်အခုလေဘူးပရင်သက်အမာခံတယောက်နေထိတ်တိုက်တွေ့ပြီဆိုတော့ ပြိသက်တွေကတော့ခိုင်ကျက်အမျိုးမျိုးရှိကြတာပေါ့နော်ကျွန်တော်တို့ကဒီဟာကြီးကမထူးဆန်းပါဘူးဒါပျော်စရာလည်းကောင်းတယ်ဒါကျွန်တော်ငငယ်လေးရတယ်ကျွန်တော်ဂိမ်းလေးပါရေးဆိုတော့ဒီလေးတိုက်တာတို့ပါတာယဉ်ကျေးမှုတစ်ခုပဲလေဘလုံးဝဲကြီးကလည်းပိုကောင်းတယ်ကိုယ်သိနိုင်ရင်ဒါအကြောင်းရောက်ပြီဆိုငငယ်ချင်းတွေကိုသိရတာစားကြနောက်ကြ အဲကိုချမ်းပြီအဲ့ဒါလေးလည်းတွေ့ပါတယ်လက်ရရတော့ပေးသားသေးတယ်စိတ်မစိုးပါဘူးဒါကျွန်တော်တို့တည်းဒါကြုံကြုံဆိုစားနောက်နေကြတာပဲအဲမှတ်တမ်းပြောရတော့အဲ့ဒီဘောင်းနဲ့ကြိုက်ကြ throw စီရင်ကျွန်တော် slip ဖြစ်တာလေးဒီနေ့တွေ့တော့ဒီနေ့ကျွန်တော်တို့တရားတရားကျွန်တော်တို့ဟုတ်ကဲ့ဟုတ်ကဲ့တရားတရားဟောင်းပါတရားဟောင်းပါလေဟိုလေဘဘူးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဟိုပြောမယ်ဆိုလို့ရှိရင်ဟိုပရိသတ်တွေရဲ့အားပေးမှုပေါ့နော်ဟိုပြိုင်ဘက်နေကြတွေက MP ကိုလာရင်တော့မှတကယ်ဟိုဟိုချီချူရတဲ့ ဒီပြိသက်တွေအားပေးဖို့အပေါ်မှာပေါ့နော်ဒါဒါဟိုပြောစမှတ်တွင်တာပေါ့နော်ဆိုတော့လီဗာပူးပြိသက်တွေရဲ့ဒီစီလုံးမှုနဲ့သူတို့အားပေးတဲ့ပုံစံပေါ့အခုတို့ဒီပြိသက်တွေဒီအောင်နေတယ်ဘလို့မြင်လဲဟုတ်အမှန်ပါတယ်ကိုချန်လီဗာပူးလို့ပြောလိုက်ရင်ဒီ fan image fan culture လုံးဝမိထားလို့မရတဲ့အရာပေါ့နော်သူတို့ဒီ politics အရာလဲတိုးသည်ဒီဒီဟိုပါပေါ့လီဗာပါတီကိုအားပေးတယ်လက်ဝဲဘက်ရဲရည်တယ်ဒီဘလို့အမသာကြီးကလည်းဒီအလုပ်သမားအခြေခံကိုပုံစံပြုပြီးအာဂါသာ တစ်ခုဖြစ်တယ်ပေါ့နော်သူတို့ဒီမှာလဲဒီစိတ်ကမ်းလောက်သွားရင်လည်းပြည့်နေနေပြီးတော့ဒီက တို့အားပေးတဲ့ပုံစံတွေဒီလောက team separate ဘက်ကိုသွားတယ်တို့လွယ်လွယ်နဲ့မပြုတ်လဲဘူးဒီ Liverpool မြို့သားတွေကိုကျွန်တော် scout ဇာတ်ရီလို့ခေါ်တယ် scout ဇာတ်ကတို့ကဒီ connected တဲ့ပုံစံတွေနဲ့လောကမနာခံဘူးဆိုတဲ့ပုံစံတွေဘက်ကိုသွားတာဖြစ်တယ်တို့လောကဟိုရက်ွက်လို့ပြောရင်အကျော်တင်းတယ်တို့ကဟုတ်ကဲ့အဲ့တော့တို့ဒီဒီ queen ထဲမှာဘယ်လောက်ပဲရှုံးနေပါစေအပြည့်အဝအားပေးတယ်အဲအဲ့ဒါလေးကိုပဲကျွန်တော်တို့ကြည့်ပြီးတော့ပဲ Liverpool ပြည်သက်တယောက်ဖြစ်ချင်ခဲ့တယ်ဖြစ်လာခဲ့တယ်ဘောနော်ကျွန်တော်အဲ့ fan culture တော့လောကမိထားလို့ရတယ်ဗျာဟုတ်ကဲ့ Liverpool အတင်းကြောင်ပြောမယ်ဆိုရင်တော့ဒီ fanka ခြားလုံးဝကိုတခြားအတင်းတွေကအတူယူရတဲ့အခြေအနေတစ်ခုရှိတယ်ပေါ့နော်။အဲဆိုတော့တစ်ခုရှိတာသူစီကန်းတကြလဲအားပေးတာဗျ။အချင်းတွေအတူတူဆိုကြတယ် Google never walk alone ဆိုပြီးတော့လေ။အဲ Google never walk alone ဆိုပြီး online ရဲ့ဒီပြည်သက်တွေအားပေးတဲ့အချိန်မှာတကယ်အတင်းတွေကတော့အဲ့လိုမျိုးရှိန်သွားတဲ့အခိုက်အတန့်တွေအများကြီးပဲ။ကျွန်တော်ခုနပြောလို့လိပြတွေကိုယ်တိုင်ကတော့ Liverpool လို့အားပေးကြ နော်အပြိသက်တွေနေနဲ့မတွေ့ဘူးလားသူများသိနေဘယ်လိုအားပေးနေလဲအဲ့လိုမျိုးဆန်နမူနာအနေနဲ့ကျွန်တော်ပြောရတဲ့ဟိုအနေထားတော့နော်အဲဆိုတော့ဟိုလီဗာပူးအသင်းအနေနဲ့ဟိုကျွန်တော်တို့ပြန်ပြီးတော့ဟိုတမိုင်းကြောင်းလေးပြန်ပြောမယ်ဆိုရင်မေ့မရတာတော့အစ္စတန်ဘူညာညာဒါတော့လီဗာပူးအသင်းအကြောင်းပြောမယ်ဆိုလို့ရှိရင်ဒါလုံးဝချန်ထားခဲ့လို့မရရပါပါပဲအကြောင်းရပါတော့နော်ပါပါအသင်းနဲ့အကြောင်းရဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့တခြား highlight အကြောင်းအရာလေးတခုပြောအောင်စိတ်ဝင်စားဖို့ကောင်းအောင်ဟုတ်ကဲ့ဆိုတော့အဲ့ Istanbul ညမှာအခုဖြတ်တန်းနေရတဲ့အခြေအနေဘယ်လိုမျိုးဖြတ်တန်းနေလဲအဲ့ Istanbul ညကတော့အမှန်တမ်းပြောရရင်ကျွန်တော်ကအဲ့ညမှာပဲစပြီးတပါဦးပြိတ္တဖြစ်တာအဲ့ရှိမှလည်းတပါဦးပြိမကြည့်ဘူးကျွန်တော်အဲ့ကောနေ့ဆက်နေလောက်ပဲရှိအောင်လေကျွန်တော် ကျွန်တော်တို့ဒီဆန်ရောင်မလတ်ဆန်ကိုကျွန်တော်လမ်းပေါ့နော်တွပီတောင်ဆိုတာသိတယ်အဲ့မှာအဲ့မှာဟိုဝင်ကြီးတရားနဲ့ကျွန်တော်တို့ဝင်ကြည့်ပြီးတော့ဗီဒီယိုရောဗီဒီယိုရောအော်ဘောလုံးဝဲရောပေါ့နော်အမိတယ်ပေါ့နော်အဲ့ဒီအပြည့်ကျွန်တော်တစ်ခါလမ်းထိတ်လောက်ကြတယ်တွပီတောင်မှာကျွန်တော်တော့ကျွန်တော်ဦးလေးနေပေါ့နော်သွားကြည့်သွားကြည့်တော့အဲ့မှာဘယ်သိရဲ့ဗန်လဲကျွန်တော်အဲ့လောက်ကြီးမသိဘူးဒါကမှမနေလဲအဲ့လောက်သိနေတာကိုကျွန်တော်လောက်တော့သိတာပေါ့လေအဲ့လိုမျိုးဆိုပထမပိုင်းမှာဒီ3 scene နဲ့ရှုံးနေတယ်အဲ့ရှုံးနေတဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာ AC Milan ဘက်ကိုတောင်ပို့ပြီးတော့ကိုကကြိုက်ကာကာတို့ဘာလို့လဲသိရတော့အဲရှုံးတဲ့အချိန်မှာသူတို့ AC Milan ဘက်ကကျွန်တော်အဲ့ခပါပဲအမှတ်တရဖြစ်တာဆိုဒီ AC Milan တို့တတိယဂိုးပေါ့လေဒီကာကာကဒီသူတို့နောက်တန်းပြလိုက်တဲ့ဘောလုံးတန်းလေးလုတ်ပြီးတော့ဂျရက်ကလုံးဝမျောသွားပြီအဲတန်းလေးလုတ်ပြီးတော့သူဒီမျောဘောလေး cross ball ကိုပေးတာဝေးကြီးပဲတော်တော်လေးလှတယ်တတိယဂိုး cross ball ကတွင်းယူလိုက်ကွဲပြတ်သွားပြီပေါ့လေပထမပိုင်းလဲပြီးတော့တချို့ယုံနေရလူတွေလည်းထားပြန်ကြတယ်ထားပြန်ကြတယ်သူတို့ ဟိုဟာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့ဇဒိုက်စက်ကြည့်တယ်စက်ကြည့်တဲ့အချိန်မှာဒုတိယပိုင်းပြန်စားတဲ့အချိန်မှာဒီဒီပြိတ္တတွေခုနကကိုချမ်းပြောတဲ့ UNEVA work လုံးတစ်ချင်းကိုပြီးဆုံးနေရတော့ဟိုကကြက်သိန်းတောင်ထားစရာထားစရာဟာထားစရာဒုတိယပိုင်းရဲ့ကြာရောကျွန်တော်တို့ဟိုလီဗာပူးကပြန်ပြီးခန့်မှတ်တယ်ပေါ့လေသုံးကုန်းပြန်တယ်ဒီအဝယ်လက်ကမ်းထဲမှာတော့နောက်ပိုင်းသိရတာဂျရက်ကသူတင်းတော်လေးနည်းနည်းပြောတယ်ပေါ့ဒီဒီပြိတ္တတွေကိုအားနာအောင်ပေါ့ငါတို့ဒီပြိတ္တတွေကိုဒီတိုင်းအဆက်ကွဲခံလို့မရအောင်ငါတို့ဒီပြိတ္တတွေတက္ကစားအောင်မယ်ငါတို့၁၅နှစ်အတွင်းသား တကူလောက်ခြေပါကိုရနိုင်အောင်တခုပြောင်းလဲနိုင်တယ်ဟုတ်ကဲ့တကယ်သူရပိုင်လည်းပြန်စအောင်သူကိုယ်တိုင်းပဲဒါခေါင်းတိုက်ခြေပါကိုနဲ့ဖလောင်းကုန်းခြေပါကိုတွင်းလိုက်တယ်ပြီးတော့၆မိနစ်ဆိုရင်၃ခုပေါ့ဟုတ်အဲ့လည်းဒီဟာဒီပနယ်တီရောက်လာတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်အခုခုနပြောရဲ့အချိန်မှလည်းပါပါတော့ဘာလို့လဲအဲ့တော့ AC Milan ကအားတောက်ပါနေတဲ့အချိန်ကြီးနေလားတော့ဖြစ်နိုင်တော့ကျွန်တော်တို့ဟိုအပေါင်းအသင်းတွေထဲမှာလည်းပြည်သက်တွေကိုယ်တိုင်ကပြန်တဲ့အင်ဂျန်တော်ရဲ့အဆင့်ကြီးတောင်မှရောက်နေပြီ ်ဆိုတော့အတော်ကြီးဂိုးကြီးကလည်းပြန်နေဘူးဖြစ်နိုင်တော့ဘူးပေါ့လုံးဝကမ်းပတ်ပြန်မလာနိုင်တော့တဲ့အခြေအနေပေါ့ဒါပေမဲ့အဲ့ပွဲမှာကျွန်တော်တို့ပြန်ပြီးတော့အဲ့တော့အခြေအနေကတော့ကျွန်တော်အဲ့နည်းနည်းလေးမိသွားပြီပေါ့နော်ဒါပေမဲ့ highlight တွေပြန်ကြည့်တဲ့အခါမှာ AC Milan ကတပွဲလုံးတာနေတာဗျ။အဲ့ script တစ်ခုလည်းနေကိုနိုင်သွားတဲ့အခြေအနေလို့ပြောလို့ရတယ်။မှန်တာပေါ့ဖိုင်တာပေါ့။ခြေသွားရောကစားကုန်မဆုဖွဲ့မှုရောဟို AC Milan ကလုံးဝအတားကြီးပဲ။လုံးဝကစားနေရတဲ့အတားကြီးပဲ။ဘယ်သူမှပြန်မလာနိုင်ဘူးလို့ထင်ခဲ့တာပေါ့နော်။ဟုတ်ကဲ့အဲ့ချိန်လေးဒီ cross court တို့ ရှက်ချင်ဘူးလို့ဆိုတာသူတို့တကယ်ကောက်ကာတို့ကိုပီယာလို့ရှိမယ်စီတော့ရှိမယ်ကတ်တူဆိုရှိမယ်လို့နာမည်ကြီးကြားအောင်လည်းဖြုံလောက်တယ်ကျွန်တော်ကြားပနယ်တီမှာဆိုလဲဟိုကျွန်တော်တို့ဟုတ်ဟိုဂိုဒမာဟိုဘရာဇီးဂိုဒမာစပိန်ဂိုဒမာစပိန်ဂိုဒမာဟုတ်ဂိုဒမာအဲဒီဒေတာဒီဘရာဇီးဂိုဒမာ ပြန်မယ်ထင်တယ်ဒီလီဗာပူးကဒုတက်ပေါ့လေဒုတက်ဟုတ်တယ်ဒုတက်ဒုတက်ထုံးတယ်အဲ့ပနေဒီယာလည်းတကယ်တော့နောက်ဝင်းကျွန်တော်တို့ပြန်ကြည့်ရတော့အဲ့မှာချိန်လာကျွန်တော်အခုဟိုပူးရဲ့ဘုဒ္ဓဘာဒုတက်ရဲ့တက်ကနစ်တွေရှိခဲ့တယ်အဲ့ဟုတ်တယ်အဲ့အားကြောင့်လို့ဒီတစ်ဖက်က AC Milan ဘက်ကဟိုပနေဒီကနိုင်လွဲတယ်လို့ကျွန်တော်အဲ့အားလေးကျွန်တော်နည်းနည်း highlight တက်တယ်ဟုတ်တယ်ဒီလီဗာပူးမှာအရင်ကဒီ group ဆိုတဲ့ဘုဒ္ဓဘာတယောက်ရှိတယ်အဲ့ group dance ဆိုပြီးတော့ကျွန်တော်တို့ ဟိုသူကကြော်ကြားတယ်ဗောပရဒီကာကန်ဒီချန်သူကကာနာပြိုင်ဘက်ပရဒီကန်ဘက်ကစားသမားကိုစိတ်နှောက်ရက်ဖြစ်အောင်အဲ့မှာသူတို့လေဘာဘူးက3-3လက်ဖြစ်ပြီးတော့ချိန်ဘူးတွေပါချိန်ဘူးတွေမှာလည်းသူကကလည်းစွန့်ပြပါတယ်စွန့်ပြပြီးတော့ဒီပနယ်တီကိုလည်းရောက်လာအောင်ဒီဂျရက်တူကာရီကာတို့အလုံးစုံတို့ကဒီဒူဒက်ကိုပြောတယ်မင်းဒီဘလူးချန်စ်ကိုမမိနဲ့ဗောအေးဟုတ်ပြီငါတော့ငါစတော့ဒီငါစပါဂက်တီဖြစ်အောင်လုပ်လိုက်မယ်ဆိုတော့ပင်ထားပြီးတော့ကြောက်ကြဗျာအဲ့တကယ်ဟောင်းဟောင်းတောက်ပါတယ်ဆိုရင်တီယာလိုတို့ဆက်ချင်ဘူးတို့ရဲ့ပနယ်တီကိုသူကာဝယ်သွားတာဗောတော့တော့မှသူတီယာတောင်းထစ်ခဲ့တယ်ဗောနော်ဒီလုံးဝဟို တော့အဲ့ဒီရောက်တဲ့အထိကိုမထင်သေးဘူးလေဒါအေစီမီလန်ကလည်းဒီကနေ့ဆရာကြီးဖြစ်နေတော့ဆိုတော့အော်အဲ့ကနေပြီးတော့အကူကဒီလီဗာပူးဖန်ဖြစ်လာတယ်ဆိုတော့အဲ့ညတော့အကူတက်ပို့ပြီးတော့ဖတ်တရားဖြစ်မှာဖတ်တရားဖြစ်တယ်ဒီကအဲ့ပိတ်သက်ကိုပဲအားကြအဲ့တချင်းကြားတဲ့အချိန်ပါဘောနော်ဒီသူရပိုင်းကွင်းထဲဝင်အဲ့အချိန်ပါဒီပထမပိုင်းကွင်းထဲကနေလူထွက်လာတဲ့အချိန်ကို AC Milan တချို့ကစားသမားတွေကိုပြုံးစီပြုံးစီလုံးပြတာလည်းဘာလို့တောက်လာပေါ့လीဒီကတ်တူဆိုလို့ပါတော့ဒီပိုင်းနဲ့စားအောင်သူတို့အဲ့ဒါကိုအပေါင်းဆုံးတုံ့ပြန်ပြပါအဲ့ဒါကြီးက ကျွန်တော်တသက်မမေ့စရာညာကြီးပဲဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အိုက်ကနေပြီးတော့ကျွန်တော်တို့လီဗာပူးအသင်းရဲ့ဟိုပရိသတ်ဖရန်နေပေါ့နော်ပို့ပြီးတော့အင်အားတောင်းလာတယ်ဟိုအတူရဲ့အသားရကနေအားပေးတဲ့ဖရန်ညားလာတယ်ပေါ့ဆိုတော့ကျွန်တော်တခုပေါ့နော်လီဗာပူးအသင်းနဲ့ပတ်သက်လို့လီဗာပူးလို့ပြောလိုက်ရင်တွဲမြင်တဲ့အရာတစ်ခုပေါ့ပုံရိပ်တစ်ခုဆိုလို့ရှိရင်ကျွန်တော်ကတော့လီဗာပူးနဲ့ပတ်သက်ပြီးကျွန်တော်ကြိုက်တာဖာလန်ဒိုတော်ရက်စ်ကြိုက်တော်ရက်စ်ဟုတ်ကဲ့ဆိုတော့တော်ရက်စ်ကိုကြိလိုက်တာနဲ့ဟိုလီဗာပူးအသင်းကိုပြင်းမြင်တယ်ပေါ့နော်အခုကဘယ်လိုမြင်လဲဥမာဂျာစီကို ဂျာစီဘယ်ဂျာစီကိုကြီးလိုက်တာ ਨੇ လေဗာပူးဆိုပြီးတွဲမြင်နေတဲ့အရာရှိတာအဲရှိရှိပါတယ်အဲလေဗာပူးဂျာစီထဲမှာဆိုကျွန်တော်တို့ဒီကျွန်တော်တကယ်တော့အဲ2000ကျော်ဆိုဘလုံးဝေးရတိစားကြည့်နေတယ်ဗာပွဲကမလွတ်တော့ကျွန်တော်အဲ့တော့အဲ final ပဲ AC Milan ကိုပြန်ရှုံးခဲ့ပွဲပေါ့နော်အဲ့ဒါ crop sorry ဒီ dark out တို့ final အေးဒီ Gerard တို့အလုံးစုံတို့ Marciano တို့ကစားနေရတယ်အဲ့နှစ်ထောင်ပေါင်ဂျာစီကြီးကတော့ကျွန်တော်တို့အမှတ်တရဖြစ်တယ်ဘာလို့လဲကျွန်တော် Liverpool ပွဲတွေကိုတရားစီတော့မလုပ်တဲ့စကြည့်အဲ့ချင်း ဟုတ်အဲ့ဒါလေးတော့အမှတ်တရဖြစ်ဒါပေမဲ့လေဘာဘူးတို့ပြေးနေလိုက်ရင်တော့ကျွန်တော်စိတ်ကပြင်းထန်တွေ့ရအောင်စီမင်ဂျရက်ပေါ့စီမင်ဂျရက်ဒါတော့မြင်လို့မရပါဘူးဟုတ်ပြီးတော့လေဘဘူးလို့ပြောလိုက်ကြတယ်ကတ်ဘတ်အေဂျီလေကျွန်တော်အနည်းလေးအဲ့ဒါလေးကကျွန်တော်ငယ်ငယ်တော့ဒါအားလူချင်းရဲ့အေဂျီပေါ့လေဘဘူးဆိုတော့တော့ဆိုကြိုက်တော့လက်ရှိလေးပေါ့နော်ကတ်ဘတ်စပွန်ဆာနဲ့လက်ရှိအေဂျီလေးအဲ့ဒါလေဘဘူးနဲ့တွဲပြီးတော့မြင်နေတဲ့အချိန်ကြီးကဂျာစီလေးတစ်ချိန်ပဲဟုတ်အဲ့ဂျာစီလေးကတော့ကျွန်တော်အမှတ်တရဖြစ်တယ်လေဘဘူးနဲ့ပတ်သက်ရင်ကျွန်တော်အိမ်မှာလည်းအခုချိန်ကြီးသိမ်းတာအမှတ်တရပေါ့နော်ဟုတ်ကဲ့ဒီတော့နံပါတ် နာရီတော့တော်ရက်စ်ရဲ့ဟိုအနေနဲ့အဲ့ဒါလေးကကျွန်တော်တို့မှတ်ခဲ့အောင်အဲ့တော့ဟိုဂျွန်ကကျွန်တော်တို့လီဗာပူးအသင်းကိုအားပေးရ20လောက်ရှိသွားပြီပြောလို့ရတော့နော်20ကျော်ကျော်လောက်ရှိသွားပြီအဲ့တော့ဒက်ရှိလီဗာပူးအသင်းရဲ့အနေအထားကိုကျင့်တဲ့အားရမှုရှိတာသူတို့ဒီနေ့ရာသီပေါ့နော်လက်ရှိ30နော်30ရှုံးတာရှုံးတာအဲ့တော့ဘလူဘလူဒေတာရှိတယ်အဲ့တော့အရင်ရောစိုးရင်ကြတော့မရှိပါဘူးလီဗာပူးပြည်သက်တွေကျွန်တော်တို့ဟိုးရင်နေရာလဲခက်ခဲတဲ့အချိန်တွေ ကျော်ကျော်တက်ခဲ့ရတာပေါ့နော်ဒီအမှတ်ပေးစရာအလယ်လက်တန်းမှာနေခဲ့ရတဲ့အချိန်ဒီဒီမိုင်းဟောဆန်လက်တက်တို့ဆိုတော့ဒီအာရီစလော့ကလည်းဂိုင်ဘလော့ရဲ့ဖက်နှက်ကိုစီးရရဆိုလွယ်တာတော့မဟုတ်ဘူးဟုတ်တယ်အဲ့ဒီတုန်းကသူပြီးခဲ့ရတဲ့ရာလေရေရောက်ချင်းမှာပဲဒီ United နဲ့အချိန်2ဝိုင်းပေါ့လေဒီတိုက်တယ်ပရီးမီးယားလိတိုက်တယ်ပေါ့အချိန်90မြောက်အဖြစ်သူရယူနေတာအဲ့တော့ဒီနေ့သူမရလေကျွန်တော်တို့ကလောက်ကြီး မစိုးရင်ဟိုကျွန်တော် expectation ကိုကနှစ်နှစ်ဆက်အာနီစော်ဒီနှစ်နှစ်ဆက် apply ယူပေးရမှာဆိုတော့ expectation မဟုတ်တဲ့အတွက်ကျွန်တော်အသိမစိုးရင်ဒါပေမဲ့လက်ရှိယာဉ်တီးတန့်ကိုပဲကြည့်မယ်ဆိုတော့ Liverpool ကနည်းနည်းလေးစိုးရင်စရာကောင်းနေတယ်ဒီ new york ဘိုင်းကပြောရမယ်ဆိုရင် ဒီ present ကြီးပေးတယ် coordination မကောင်း oasis unit မဖြစ်ဘူးဒီ build up လုပ်တယ်ဒီ build up မှာကျွန်တော်တို့ penetration တွေပျောက်ဆုံးနေတယ်နောက်ဘက်နဲ့သွားနေရတယ်တန်တာကြီးကြီးမှာတော့ကြိုက်ကြီးပြလာတာပေါ့လေဒါကလည်းသူတို့ဒီယာနီမှာအသိရောက်လာတဲ့ကစားသမားဖြစ်တင်းမှုကြီးတကယ်အသိရရှိရင်ဆိုဟိုအဓိကကစားသမားထောက်နိုင်ကစားသမားအာနိုးလိုကစားသမားမျိုးတွေထွက်ပါထွက်ပါကြတယ်ပါတယ်ပေါ့လေဟုတ်ကဲ့အခုခုနပြောရဲစခါလေးတအားသဘောကျတယ်ကျွန်တော်ဟိုဟိုယာဂိုင်ကလောက်ပြဖနက်ကိုသူကစီးရတာဟုတ်ကဲ့စီးရတာဆိုတော့ အဲသူအနေနဲ့တော့ပြီးခဲ့တဲ့ယာစီမှာတော့ကျွန်တော်အဟမ်းမပြတ်ပေါ့နော်ကျွန်တော်တို့ဆက်သွားနိုင်ခဲ့တယ် transition လေးတအားလှပဲလေဒါပေမဲ့ဟုတ်တယ်နဲ့တခြားဘယ်သင်းမှာမှမတွေ့ခဲ့ဘူးလေ respect တွေအင်းဒီပြတယောက်ကြောင်းသွားရဲ့အကြောင်း respect တွေအဲ့လိုမျိုးကာလာတွေကျွန်တော်တို့တော့မကြည့်ဘူးကြီးတယ်ဗျာအဲ့တော့အော်အာနေစလောကလည်းကျွန်တော်ထင်တယ်သူအနေနဲ့ဟိုတစ်ဖက်ကလည်းသူသူ့ကိုပြောစရာရှိလာတာဟိုဒါကင်ကလပ်အရှိန်နဲ့ဆက်ပြီးတော့လိမ့်နေရလားပေါ့အဲခင်ဗျားရေချင်းကပါလဲဆိုသူ့ရေချင်းကလည်း သူရွေးချယ်ထားတဲ့ဇာတ်မိုင်းတွေနဲ့သူပြသရမယ့်အချိန်ရောက်လာခဲ့ပြီဒီနှစ်တည်းမှာဆိုလို့ရှိရင်ဒါမဲ့ကာလတွေမှာတော့ရှေ့ဒါမဲ့ကာလတွေမှာတော့သူ့ရဲ့ဒီစနစ်လေးပြုတ်ဟာကိုသူအပြည့်အဝထုတ်သုံးသွားတော့မှာပေါ့နော်ဟုတ်ကဲ့ဟိုကျွန်တော်တို့ရာဂင်ကလော့ရဲ့အချိန်ကုတ်သွားပြီဆိုတော့အဲ့ဒီမှာကတော့ကျွန်တော်ထင်တယ်သူ့ရဲ့ဟိုအပြောင်းလဲလုပ်ရဲ့ကာလမှာတော့ဒီလိုမျိုးဟိုနည်းနည်းလေးတော့ဟိုကြောက်မယ်ဆိုလို့ရှိရင်ခြေချုံမှုလေးတွေရှိပါပဲဒါကတော့ကျွန်တော်နားလည်ပေးနိုင်တယ်ကျွန်တော်တို့အမြင်နဲ့ကြည့်နားလည်ပေးနားလည်ပေးထားတာပေါ့နော် ါတို့သူလုံးမှာပဲဘာလို့လူစီရင်ကလည်းပြောမယ်ဆိုလို့ရှိရင်အသစ်ဖြစ်လာတော့ပါဟိုဆာလာရှုဆိုလို့ရှိရင်လည်းသူအခန်းကဏ္ဍလေးရော့လာတော့သူတက်ရရအောင်တက်ရရအောင်ပါရော့ရော့မအောင်ရတော့မလားဇာမတ်အသစ်တွေလည်းရောက်လာပြီဆိုတော့လေဆိုတော့အဲ့ဒီအခင်းကျင်းလေးကိုသူပုံဖော်နေတာကအခုခုနပြောဆိုလို့ပေါ့သူ့ရဲ့ပုံဖော်မှုအပေါ်မှာဘယ်လိုမြင်လဲဟုတ်ဒါကြီးပြောမယ်အဓိကကတော့အားလေးဆလော့တွေကွာချားပေါ့ပေါ့နောက်ဆုံး management management ပေါ့နော်ဟုတ် အပမောင်းဆုံးကိုချမ်းမေးခွန်းလေးပမောင်းဆုံးမေးခွန်းရင်ကောက်ရရင်တော့ဒီဘလော့နဲ့ဆိုတော့တူလားဆိုတော့တကယ်တော့မတူဘူးဟုတ်အဲ ideology ဒီအတွေးပေါ်ဘလုံးတက္ကနာအစတော်တော်လေးကိုပွဲပြားတယ်အဲဒါမှမဟုတ်ဒီပရိသတ်တွေရဲ့ narrative တွေကြားတော့လေအရင်သွားပြီးတော့ညင်းလို့မရဘူးတော်တော့တော်တော့သူတို့ကတော့ဒီ clock ရဲ့အထိုင်ကိုပြောကြတယ်။ clock အုံမြင်မှန်ပါတယ်ဒီ clock ရဲ့အုံမြင်ကလုံးဝဟို ဘယ်နည်းပြလာကင်လာကင်အစဉ်ကြီးနဲ့ဒီစိတ်ချက်ကစားသမားဟိုပြန်ပြအသက်ကစားသမားရဲ့ပြန်ပြအသက်ဒီဥဆောင်နိုင်တဲ့ကစားသမားကြီးဒီ star player တွေထားခဲ့ပြီလားဟိုဟိုနည်းပြသူထွက်ပါရဲဆိုတာလဲကျွန်တော်တို့ကစားသမားတွေအကုန်လုံးကသူပြောင်းမဲ့အသင်းခေါ်ပါလိမ့်ရတာမဟုတ်တဲ့အတွက်ပေါ့နော်အဲ့တော့ဒီ Arslan နဲ့ Claw တကယ်တော့မတူဘူးပြီးခဲ့တဲ့ຢာတွေမှာလဲ Arslan ကတော်တော်လေးသူ့ ideology တွေကွဲပြားတယ်ဥပမာနည်းနည်းအတူလေးပြောရရင် Giant Claw ကဒီ counter pressing ကိုသွားတယ်ဘောလုံးဆုံးရှုံးသွားတာနဲ့ ဘောလုံးကိုပြန်လိုက်လို့ဆိုရဲဘက်ကိုသွားတယ်အဲ့ तू อ่ะအဲ့ဟာကိုသွားဖို့အတွက်ဟိုဒီပွေးဖို့ကြအမားတွေ तू ကပြုတ်လို့တယ်အဲ့ဒါပွေးဖို့ကြအမားတော့မှ तू ကလိုက်ယူလို့ရတယ်သူတဒနာအဲ့လိုမျိုးဆိုတော့နောင်ဘောတွေကန်တင်တယ်လက်ပြဘောတွေဖြစ်အောင်လုပ်တယ်အိုင်စလော့ကြအလုံးညိုမဟုတ်ဘူးသူ့ဇာကမားတွေ तू မာရတယ်မင်းတို့အရှိကိုမပြီးနဲ့မဟုတ်ဘူးဘောလုံးသူ့ရဲ့ဒီ9မီတာပဲမြင်းနဲ့ပြီးတော့သူတေချာလေးပြေးရင်းနေဘောလုံးကိုင်းတေချာပြီးဆိုတော့အရှိကိုပြီးဆိုရဲအယူဆ အဲ့တော့အဲ့ဒီယူဆမိုင်းဒီဘလုံးတန်းတန်းနဲ့သူကကွဲထားနေတယ်ဒီကစားသမားတွေ ground match လို့ကစားသမားတွေဒီ fighter လို့ကစားသမားတွေပါလေဝင်ခံနေသူကဘလုံးကဒီ driver တဲ့ဒီ counter pressing အဲဒီ slow မှာတော့ဒီ slow entry gate horizontal လေးနည်းနည်းပါတယ်အဲလုံးဝတည်တည်ကြရဲပေးလက်ကိုသွားရဲဆိုတဲ့ပုံစံမျိုးကြီးကြောတာအဲ့တော့ကျွန်တော်ဆိုလိုချင်တာကပြီးခဲ့တဲ့ရာဒီအာဒီစလော့သွားခဲ့တာလေကလော့အချိန်ငယ်လို့ပြောတာတော့ကျွန်တော် အနေနဲ့ပေါ့ဒါကတော့ကျွန်တော်လည်းအမြင်နဲ့ပွဲလဲလို့ရပါတယ်။ဒါလည်းကျွန်တော်လည်းပြိတ္တဲကပြိတ္တတူပါပဲ။အဲ့တော့ဟိုကျွန်တော်အနေနဲ့တော့အဲ့ဒါကိုတိတ်လက်မခံဘူး။အဲ့ဒါဆိုတော့ပြောင်းလဲခဲ့တာအများကြီးပဲ။ကစားသမားတယောက်ချင်းတွင်းရင်ဒီ coronavirus ကိုချိန်တာမြင်တာရှိတဲ့ကစားသမားအပြင်ကအပုံလုံးကိုသူကြောင်းလဲခဲ့တာပေါ့နော်။အဲဒီအားဒီမှာလည်းသူကနောက်ထပ်တစ်ခုကိုထပ်ပြီးပြောင်းလဲရတယ်။ဒီအတင်းရပုံဖွဲ့ခေါ်ပြီးထားတဲ့ကစားသမားတွေဖတ်ပေါ်သွားတဲ့ကစားသမားတွေကြောင့်အဲ့တော့ကလော့ရဲ့နောက်ဆုံးရာလီအာလီစလော့ရဲ့ပြီးခဲ့တဲ့ရာလီအခုလက်ရှိရာလီဒါမီ၃ခုမိကြအနှစ်ခု အဲဒီပါတော့ခုအဲ့လိုပဲကျွန်တော်ပြောချင်ပါတယ်ကိုကျန်ဟုတ်ကဲ့ဟုတ်ကဲ့ဒါမဲ့ပွဲစဉ်ကတော့လေဘူအသင်းအတွက်တကယ် bench mark လို့တော်ရရပေါ့အင်္ဂလန်ထားပြီပေါ့လက်ရှိဒီဘူအသင်းရဲ့ဟိုခုနသုံးသက်သွားတယ်လို့ပဲအနေပြီးတော့အပြောင်းလဲနေနော်အခင်းချင်းတွေအပြောင်းလဲတာတွေနဲ့ကနည်းနည်းလေးသူတို့သုံးပွဲဆက်အရှုံးပေါ့နော်ရင်ဆိုင်နေရတယ်ဆိုတော့ဒီအချိန်မှာစိုးရိမ်ကြရတော့ကောင်းတယ်ဒီဘူပရိသတ်တယောက်အနေနဲ့တွေ့ရမှာလေအသင်းကြီးဆိုတော့အဲ့ဒီပုံမှာဘလို့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဘလို့ကြော်ဖြတ်နိုင်မှာမလားပေါ့ ကျော်ပြတ်နိုင်ပါမလားဆိုတော့အင်ကွင်း MV အကူအညီတော့ရှိမယ်ပေါ့လေ။ဟုတ်လက်ရှိတော့သုံးဖွဲ့ဆက်ရှုံးနေထားတယ်။မှတ်ကလည်း United ဆိုတော့အဲ United ကလည်းသူတို့ ਨੇ အချိန်20စီမှတ်ပြီးဖလားမှာဒီဘိုးဆွဲတာတူနေတဲ့အတွက်သူကဒီလေပေါင်းနဲ့တွေ့ရင်တော့ရေကုန်ရေကန်ကစားမှာကစားမှာပဲ။ခုနောက်ပိုင်းဆိုလည်းကြည့်လိုက်ရင် United နဲ့လေပေါင်းတို့ပဲကြည့်လိုက်ရင်ဒီရလက်ပိုင်းကတိတ်ဟွာမပွားဟအူပေါ့နော်။လေပေါင်းကလည်းရှုံးလိုက်တေးချလိုက်အဲတခါလေးပြန်နိုင်လိုက်အဲ့လိုပုံစံမျိုးကိုသွားပြီးတော့မြင်ရတယ်။အဒီရဒီပုံစံမျိုးနဲ့အရင်ဟာကိုကြည့်လိုက်မယ်ဆိုရင်ဒီဒီပြရွှေရအောင်ရဆိုရင် ီ ruby amarin တောင်းနေတဲ့ဒီဒီ3421ပေါ့နော်အဲ့ရှိတ်ကလည်း i slot တောင်းနေတဲ့ရှိတ်ရဆိုရှိတ်ပိုင်ရှိတ်ရဆိုမိုင်ကနည်းနည်းလေးပို့သားအဲ့တော့ i slot ပေါင်း twist လုပ်လေကျွန်တော်အဲ့အလေးကိုနည်းနည်းစောင့်ကြည့်ရမယ်ကိုချမ်းပြောလို့ပဲတကယ်အင်္ဂလန်ဒါဘီဆိုတဲ့အတိုင်းကျွန်တော်တို့အိမ်ခွင့်ဖြစ်နေတယ်လေအနိုင်ရောဟိုမှန်းနေမယ်တကယ်တကယ်ရောတွတ်ထားလို့မရဘူးပေါ့နော်ဒီဘောပိတက်တွေလည်းစိုးရိမ်စရာလည်းကောင်းတယ်ပွဲကောင်းလို့လည်းဖြစ်မယ် ဟုတ်ကဲ့ဒီဘက်မှာလည်းပွဲကောင်းပွဲဖြစ်လာနိုင်တယ်လို့ဒီဘက်ပရိသတ်တွေအတွက်လည်းခါတိုင်းချက်ပို့ပြီးတော့ကျွန်တော်တို့အားပေးရမယ့်ပွဲတော့ပွဲပေါ့နော်ကျွန်တော်တို့အားခေထားကြတဲ့ပွဲတော့ပွဲပေါ့အဲဆိုတော့ဟိုကျွန်တော်တို့ဒါကတော့ Liverpool အသင်းနဲ့ပတ်သက်တဲ့ဒီအမှတ်တရအကြောင်းအရာလေးတွေကျွန်တော်မပြောမဖြစ် Liverpool ဆိုတာလည်းမပြောမဖြစ်ပြောမှဖြစ်သွားမှာပြီးတော့လာမယ့်ပွဲစဉ်အတွက်အကြောင်းအရာလေးပေါ့ပြီးတော့ကျွန်တော်တို့အခုဟို Liverpool နဲ့ပတ်သက်ပြီးတော့ကျွန်တော် game လေးတစ်ခုခုပေါ့အမေးအဖြေလေးတစ်ခုလေးလောက်ကြရအောင်ကျွန်တော်ကကျွန်တော်ကလည်းနည်းနည်းလေးရှော့ပြီးတော့ တော့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်လည်းဘူးနဲ့ပတ်သက်ပြီးကျွန်တော်အခုလည်းမတွေ့ခင်ကတော့ကျွန်တော်နည်းနည်းလေးတော့ဟိုစာလေးပါလေးတော့ဖတ်တာလေဟိုပါရင်မေးနိုင်တယ်လို့ဒါဒါတော့ကျွန်တော်လည်းမေးခွန်းလေးပြင်ဆင်လာတယ်ဟုတ်ကဲ့အဲ့လိုမျိုးနည်းနည်းလေးမေးကြည့်အောင်အပြန်လဲဒီဘောဘူးနဲ့ပတ်သက်တဲ့အချက်လက်တွေဟုတ်ကဲ့ဟုတ်ဆိုတော့ဒီဒီကျွန်တော်တို့အစီအစဉ်မှာဒီမှာ Casper နဲ့ Liverpool FC တို့ရဲ့ဒါ Limited Edition ဘူးပေါ့နော်ဟုတ်ကဲ့ပါဗျာရရှိထားတယ်ကျွန်တော်ဆိုတော့မေးခွန်း၃ခုစီနေမယ်ဟုတ်ကျွန်တော်အစီအစဉ်လေးလုပ်ထားမေးခွန်း၃ခုမှာ သုံးခုလုံးဖြည့်နိုင်တဲ့လူပေါ့အမှတ်အများဆုံးရတဲ့လူကဒီ limited edition ကိုမီးစံကိုရအောင်အဲ့ဒါရှော့ဘီလိုရှော့ဘီလိုမြတ်လားကျွန်တော်ကတော့ရှော့ဘီဖြည့်ရတာဒါတော့ level 5မှာပြန်ဆိုတော့နည်းနည်းကျွန်တော်ကတော့ခက်တာမင်းပဲအဲ့ဒါခက်တာပြီးမင်းလဲဆိုတော့ကျွန်တော်ကတော့နည်းနည်းခက်ခက်ခဲခဲကြီးရှာတာဟိုကိုတွုံးကိုနည်းနည်းပညာဆန်းနေလို့ okay okay ဒါတော့ဒီ limited edition ဘူးကိုဘယ်သူမီးစံကိုရအောင်ဆိုတော့ okay စတာနော်ကျွေးပြီးပါတော့ plan တော့ကိုကို channel ရေးမေးလဲကျွန်တော်လည်းစလိုက်တော့ page ဆိုတော့ဒီဆိုတော့ကျွန်တော်ဒီမှာဟုတ်ကဲ့ဒီကိုလေးကိုအကြည့်ရအောင်မေးလာဂျီလာဆိုတော့ okay ဆိုတော့ပထမဆုံးမေးကတော့2023 2024 2023 2024ရာသီရဲ့ကာဘောင်ကပ်ပါနေပေါ့နော်အဲ့မှာကျွန်တော်တို့နောက်ဆုံးမိနစ်မှာဟိုတွေ့ခဲ့တဲ့စာမှာ2023 2024ဟုတ်စနီကာကန်တင်ပေးလိုက်တဲ့ကောင်းမှန်ဘို့အကြံပေးလိုက်ကောင်းတိုင်းပါ ်အော်ဒီတော့ဆက်ရှင်းမလုပ်ရအောင်နော်အားဒါတော့ဒီလောကလောဟာလေးဆိုမှတ်မိရဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီလောဟာလေးပဲဆက်ပေးပါโอเคဘယ်ပါလဲလွဲရတော့ပြီးခဲ့တဲ့ကနေ့နဲ့နဲ့ဆိုတော့โอเคဟုတ်ကဲ့အဲ့ဒါလေကျွန်တော်နောက်ဆုံးမိနစ်တွင်ကိုနောက်ဆုံးမိနစ်တွင်ပါเนาะတကယ်လေဘုံနဲ့ပတ်သက်နောက်ဆုံးမိနစ်တွင်ကိုညားညားပါမယ်ဟုတ်နော်သူက treatment လို့ဖြစ်တယ်เนาะခံပတ်ဒီเนาะအဲ့တော့ဟုတ်လေโอเคကျွန်တော်ကကိုချမ်းကိုနည်းနည်းလွယ်လာပြီဆိုရင်ဗာမေးရတယ်ဆို Steven Gerrard ပေါ့နော်တိုင်းမလွယ်လေရတိုင်းမလွယ်လေရโอเค ကျော်လည်းညီငယ်ကြီးဆိုင်နေပြီ။စတီဗင်ဂျရက်ပေါ့နော်။လီဗာပူးအတွက်နောက်ဆုံးကစားပေးခဲ့တဲ့ရာသီပေါ့။ဘောလုံးရာစတီဗင်ဂျရက်ကကဲရောင်းလို့ခဏအားနည်းနည်းလေးစတီဗင်ဂျရက်ကချော့။ဟုတ်ပြီ။2014လောက်ဖြစ်ပြီ။အာအဲ့ဒါဆိုရင်တော့မှန်ပါတယ်။2014ဟုတ်တယ်နော်။2014ဆက်လာရတယ်နော်။2014ဆက်လာရတယ်။အဲ့ဒါရောက်တယ်ဟုတ်တယ်2014 တ်ကျွန်တော်တကယ်လေဘာဘူးဖန်ဘာကျွန်တော်ဒါတေချာပြန်ပြီးတော့ highlight တွေပဲပြန်ကြည့်ကျွန်တော် Instagram ညဆိုပြန်ကြည့်လာတာအဲ့ဒါဒါပေမဲ့အရသာရှိပါတယ်ကိုလဲဒါစိတ်မသာအရာဖြစ်နေတော့လေဆိုတော့နောက်တစ်ခုအခုကျွန်တော်ဟုတ်ကဲ့ဒီခက်တာမြင်မှာရဆိုတော့ Carspack ကနေပြီးတော့ကျွန်တော်ခုနပြောသလိုပေါ့ Carspack ဆိုတာ Liverpool နဲ့ Liverpool ကိုကြည့်လိုက်လို့ရှိရင် Carspack ကိုတွဲပြီးမြင်ရတယ်လားဟုတ်ကဲ့ဟုတ် Carspack ကစပြီးတော့ Liverpool အသင်းကိုဒီ AJ Japan Sponsor ပေးတဲ့ခုနဲ့ကဲ အဲမှန်ပါတယ်ဒါဟိုကကျွန်တော်ဖြေလို့တွေ့ပါတယ်တကယ်ကဘာလို့လဲဆိုတော့အဲလည်းအရင်တခုတွေ့ထားတာပေါ့နော်အခုတွေ့တာမင်းကတော့အစားတော့မသိဘူးသူကကိုတန်းပြောလို့ကတ်စပ်ကလည်းဒီကစီရှိတယ်လေဘာလို့လဲတကယ်ဒီကစီရှိအဲ့နောက်သူကပေါင်းစုံမှုကတော်တော်လေးဟိုပနာသိမ့်တယ်ပေါ့နော်အဲ့တော့ကတ်စပ်ရဲ့ပတ်သက်ရင်ကျွန်တော်ပြီးခဲ့2023လောက်ကသူတို့နောက်ထပ် Candy Upon Express AOR ပေါ့နော် contract ချုပ်တယ်ပေါ့ဟုတ်တယ်2034မှာပုံမယ်တဲ့ပုံပြတာသူတို့ရဲ့လေးစားနှက်နေတာခီးဆိုတော့ကျွန်တော်ပြန်နှုတ်ကြည့်လိုက် ဟိုပါပေါ့အဲ2000 sorry 1990နှစ်ကဖြစ်တယ်34ဟုတ်တယ်52နှစ်ဆိုတော့1990နှစ်ကစတယ်မှန်တာပေါ့မှန်တာပေါ့1992 1993မှာ gas ပဲအဲ့တိုင်ကင် candy 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 ဆိုရဲပုံရရနေပြီးဆွမ်းတာပေးထားတာဟုတ်ကဲ့ဆိုတော့ကဲကိုအခုလည်းအခုတော်တော်လေးကိုဒီဘူးနဲ့ပတ်သက်ပြီးတကယ်အမားရံဖန်ပေါ်စုထိုက်ပါတယ်ဒါကိုချမ်းအတွက်ကဒုတိယမေးခွန်းပါနော်။ဟုတ်ကဲ့။ညခုနကလည်းမှန်သွားပြီ။ဒါနဲ့လေးခက်တာလေးချက်ပေးပါနော်။ဒီ လီဗာပူးအတွက်ပထမဆုံးကစားပြီးတဲ့ဘရာဇီးကစားသမားအာလေးစမ်းပါအဲ့တော့ညတော့မှကျွန်တော်ကြည့်လိုက်ကြည့်လိုက်နေတယ်တချို့ချက်လက်လေဘဘူးအတွက်ဟိုဟာတို့လိုပေါ့ဖာမီနိုတို့လိုဖာမီနိုတို့ကတော့နောက်ဆုံးနောက်နောက်ကြာနောက်ကြာတော့တော်တော်နောက်ကြာပြမအောင်ဆုံးကစားသမားတော့အဲနင်းနေတော့ရောက်ရဒီဘက်ကပိုင်းပဲကိုရင်တီယာဟာလားအန်တီကိုရင်တီယာဟာမင်းဟုတ်တယ်နော်ကိုရင်တီယာအဲ့ဒီကြောက်လိုက်တယ်အာဆက်ဆက် 发发电的，呃，发 V U 热的，发 V U 热的，发 V U 呀，发 V U。哇，奥利奥是吧？哦，发发比奥利奥，奥利奥，以后的奥利奥，皮亚来看你，没，俺们都没说嘞。哎，马上看啊！那古人尼亚咋不提啊？古人尼亚，好，我这不老公啥比给的，哦，不然这个啥嘛，我这老公这。啊啊啊！库里刚买米啊，sorry。库里那边老公买米回家，今朝路啥季的话，所以他，我我阿比的话，你爸妈。 ညာချက်ဖို့ပဲဘယ်ချက်ဖို့ကအော်ရယ်လီအားလောကအတွေ့ဘောအာဘီလောကစပိန်ဟိုဘက်ကဘရာဇီအဲအဲ့တော့ကျွန်တော်အတိအကျမှတ်မိတယ်အဲအဲ့ဒါတွေကတော့အဲ line net တွေကတော့ဟုတ်အဲ့ဒါဆိုကျွန်တော်ကျွန်တော်မေးရဲ့အဲ့ဒါဆိုတကယ်ပိုင်ရရောက်ပါပြီပိုင်ရနော်ဖိုင်နယ်ဟုတ်ပြီဆိုတော့ကျွန်တော်မေးမယ်နော်ဟုတ်ကဲ့မေးမယ်နော်နည်းနည်းတော့ခက်ခက်ခဲခဲကျွန်တော်ရှာပြထားတဲ့ Okay Okay နောက်ခံလည်းကြည့်မယ် Okay Okay မေးမယ်နော်ဆိုတော့အဲ1896ခုနှစ်ကိုပြန်သွားကြည့်ရအောင် ဟုတ်ရှိရဘယ်လိုကြောင်ဖြစ်မတိုင်ကျွန်တော်ဘယ်လိုဆိုဟာကိုတဲ့ဘာဆိုပြီးလဲအဲ့လိုညှုပ်ပြီးကျွန်တော်ဘယ်လိုတောင်ပြလဲကြောက်ကိုဟုတ်ရှိရကုနေချားလာလေဒီကိုတောင်ရှိရကုနေချားအဓိကကလေဝုသိရအခုအကြာစီရအနီရအနီရဖူးပေါ့နော်ဘာကြီးအနီရပေါ့နော်ဆိုတော့အဲ့မတိုင်ခင်မှာလီဗာပူးအသင်းကအဲ့အခုနပြောသလိုပေါ့1896မတိုင်ခင်မှာလီဗာပူးကတခြားရပြီးမှအနီရဖြစ်လာပြီးမှရက်ဖြစ်လာအဲ့တော့အဲ့တော့ဘာအကြောင် ဝတ်ဆင်ခဲ့ရတယ်။အဲ့ထောင်းမှာ1896မတိုင်ခင်ကလီဗာပူးရောင်းအနီမဟုတ်ဘူး။ Okay အဲ့တော့ရမ်းပြရအောင်ဝင့်လင်းပြောတာပါရမ်းရမ်းပြရအောင်ပုံမျိုးပေါ့လားအဲ့ဒီနေ့စဉ်းစားလိုက်ရင်လီဗာပူးကအေဗာတန်အသင်းကနေဝင်ထွက်လာတဲ့အသင်းရမ်းရမ်းအပြည့်နဲ့အဲ့လိုအပြာတဲ့တဲ့အပြာတော့နောက်တစ်ယောက်ရှိသေးတယ်အပြာတဲ့အချိန်နဲ့ ရဲဟုတ်ကဲ့အော်တည်ပြန်တော့ဟုတ်တယ်အင်းဟောအဖြူမှာသူကအပြာရောင်အစင်းကြားလေးဟုတ်ကဲ့ဟုတ်လို့ဆိုတော့နောက်ပိုင်းပါမှာအဲ့နောက်ပိုင်းပါမှာကျွန်တော်တို့1896နောက်ပိုင်းပါမှာကျွန်တော်အနေဟုတ်ပါရဲ့ဥစ္စာရတော့ဒီကိုချမ်းရဲ့အကြံလေးရတော့မအောင်ရအောင်ပါအဲ့မှန်ပါတယ်ကျွန်တော်တော့ကျွန်တော်ကအရှုံးနဲ့တည်ပဲရှိတယ်โอเคโอเคကဲဒီအရှုံးပေးပါတယ်ဒီအရှုံးအဲ့တော့ဒီ2000မှာခုန Instagram မှာ file ကိုကျွန်တော်ပြန် ွားရမယ်ပါနော်။ Okay. SM5 နဲ့မှာ Liverpool မှာ penalty လွဲခဲ့တဲ့ကစားသမား2ယောက်ရှိအဲ့ကစားသမား2ယောက်ကိုပြောပြ။အာအဲ့ဒါဒါတုတ်သွား။ penalty လွဲခဲ့တဲ့ကစားသမားဂျပန်မဟုတ်ဘူး။အဲမဟုတ်ဘူး။ဒါမှမဟုတ်ခုချက်ခုချက်ပြင်မယ်။ဒါပေမဲ့ချက်ပြည့်ကြီး။အဲ့တော့ဘယ်ဟောအာမေးနေတာပေါ့ ဆွာလဲအဲ့တော့ဆွာရမရှိသေးဘူးရှိတယ်ဟုတ်ပါဆိုဆုံးပြီကတော့ okay အဲ့တော့တင်းကိုနည်းနည်းပုံပုံနေရတယ်အဲ့တော့ကဒီ2005ပေါ့နော်2005 Instagram file ထဲမှာလေပေါ့ဥပ္ပပနတီလွဲခဲ့တဲ့ကစားသမားနှစ်ယောက်ရှိတယ်ပထမတစ်ယောက်ကဒီပွဲချိန်အတွင်းမှာရတဲ့ပနတီစားပြီးအောင်ဆိုသူကိုင်းတာမဝင်မဝင်တော့သူထက်ဆန်ပိတ်သွင်းသွားတယ်ပေါ့နော်ဒါနောက်တစ်ယောက်ကဒီပနတီဆုံးခဲ့ပါကန်တဲ့ ဒီ receive ပေါ့နော် receive receive any how ဇာတိလုံးဆိုတဲ့ receive နဲ့ကဲအားဆိုအားလေးလည်း၆လာပြီဆိုတော့ဟာကဲဟုတ်ပါပြီဒါဘာစိတ်ရမကြပါဘူးဆင်းရှုံးတဲ့လူတွေလည်းဒါနှစ်သိပ်အော်ရှီရလို့ပို့ okay 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 တော့ family ဝင် family အထူးတောင်းပါတယ်ဒါပေမဲ့အနိုင်ရဆိုတော့ကျွန်တော်ပေါ့နော်အနိုင်ရဆိုတော့ချောတဲ့နေရာမှာပို့ချမ်းအောင်အနိုင်သေးတယ်ဒါတော့ဒီဘက် ဘူးလေးကတော့ဒါအနိုင်ရသူရဲ့ဘူးပေါ့နော်ဒါတော့ class brand နဲ့ level fc တို့ရဲ့ limited collection နော်ကျွန်တော်တက်ဆန်ဒီရှင်ပူလေးပေါ့နော်။ဒီဆန်လာရသူကတော့ဒီအစိမ်းရဲ့အနီလေးနဲ့ခုနကတော့အနီအစိမ်းစိမ်းနဲ့ဒီလိုမျိုးပြောရအောင်။ဟုတ်။ Okay, ဒီနေ့စီစဉ်ရတော့ကိုယ်အာကျွန်တော် ေးခွန်းလေးတွေမေးပြခဲ့တယ်ဆိုတော့ဒီလိုမျိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်များများလေးကျွန်တော်မသိတာလေးတွေသိသွားတယ်ခုနကဆိုဒီလိုမျိုးနဲ့ကတော့ဟုတ်ကဲ့အဲကျွန်တော်ကြာကြာလေးတောင်းပါတယ်ကျွန်တော်ကြာကြာလေးတောင်းပါတယ်ဟုတ်ကဲ့ဒီရာလေးရတယ်တောင်းဒီရာလေးရတယ်ကောင်းကျွန်တော်နှုတ်ဆက်လိုက်အောင်ကျွန်တော်ကဒီကတော့အဲကျွန်တော်တို့တလာပါပဲအဲလေဘုံပြိသက်တွေပြီးတော့နာမည်ပွဲစဉ်တွေအတွက်သူတင်ရင်းခုံနေကြတဲ့ပြိသက်တွေကလည်းဒီနေ့ကြာမယ်လို့ပြောနေပါတယ်ကျွန်တော်ကြောင်းနေတယ်